င်္ဂလာပါရှင်ကျမတို့ရဲ့အင်မြူမြောက် channel ကနေခင်မရင်းနှီးစွာ ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ကဘာကျော်တအုပ်ဖြစ်တဲ့အောက်ပိုင်းသေးပြီးမြင့်မြင့်တရားဖြစ်နေတာတော့ဘဝကိုအရှုံးမပေးသူ Mac Bullock အကြောင်းကိုပြောပြပေးမှာပဲဖြစ်ပါတယ်ရှင်မိမိရဲ့ခန္ဓာကိုယ်အစိတ်ပိုင်းတစ်ခုပြည့်စည်သွားပြီးအများသူငါလို့မသွားလာနိုင်မလှူရှားနိုင်လို့စိတ်ဓာတ်ကျနေသလားမျက်စိနှစ်ဖက်စလုံးမမြင်မဲကိုယ်အောက်ပိုင်းတည်နေတာတော့ဘဝကိုအရှုံးမပေး ူလုံးချင်တာတွေကိုတာမန်လူတွေထက်ထူးထူးကဲကဲဆွမ်းဆောင်ခဲ့တဲ့ Mac ပိုလော့အကြောင်းနားထောင်ကြည့်လိုက်ပါ Mac ကို1986ခုနှစ်ဖေဖော်ဝါရီလ29ရက်နေ့ကမြောက်အိုင်ယာလန်နိုင်ငံကောင်တီတောင်မြို့မှာဝေဖွားခဲ့ပါတယ်။သူအသက်9နှစ်သားအရွယ်မှာညာဘက်မျက်စိတစ်ဖက်လောဝကွယ်သွားပါတယ်။ကစားဝင်းတစ်ခုမှလဲကျလို့ခေါင်းနဲ့အကြမ်းပြင်ဆောင်းမိသွားပြီးအားနေနေတဲ့အမျက်ကြောလွာ Randina ကွာထွက်သွားလို့ပါ အဲ့ဒီအချိန်ကစပြီးသူမိဘတွေကလူချင်းထိခိုက်နိုင်မဲ့ကစားနည်းတွေကိုမကစားဖို့ပြောထားလို့သူဝါဒနာပါနဲ့ရမ်ပင်ကစားတာနဲ့ပေါလုံးကန်တာကိုလောကမကစားတော့ပဲနေလော်တာနဲ့ရွံ့လိုက်တာကိုပဲလုပ်တော့တယ်သူအထက်တန်းကျောင်းအောင်တော့ဒက်ဗလင်မျိုးက Trinity College မှာသွားတက်တယ်။စီးပွားရေးပညာဘာသာရဲ့အသင်ယူနေရဲ့တက္ကသိုလ်လေးလောအသင်းမှာပါဝင်ခဲ့တယ်။တက္ကသိုလ်လေးလောအသင်းရဲ့အသင်းခေါင်းဆောင်တယောက်ဖြစ်လာခဲ့တယ်။ 1998ခုနှစ်မှာမြောက်အိုင်ယာလန်နိုင်ငံရဲ့လေရင်စင်လီလော်အသိမှပါဝင်ပြီးနိုင်ငံတကာလီလော်ပြိုင်ပွဲတွေမှာပါဝင်ရှင်ပြိုင်ခဲ့တယ်။အဲ့ဒီအချိန်ထိမက်ခါမျိုးလုံးတစ်ဖက်မမြင်ပေမဲ့သူ့လက်ရှိဘဝဟာတာယာလပ်ပါနေသလိုတက္ကသိုလ်ကပွဲရပြီးလစာကောင်းတဲ့အလုပ်ကံရဖို့ကလည်းတိချနေတာမို့သူ့ရဲ့အနာဂတ်ဘဝဟာလည်းတာယာဖျောက်ဖျူးနေပါတယ်။ဒါပေမဲ့1998ခုနှစ်အပီလမှာသူ့ရဲ့တာယာဆိုပြနေတဲ့ဘဝကိုရုတ်တရက်အမောင်းဖုံးလန်းသွားပါတော့တယ်။ ဲ့ဒါကမက်ဟာရုတ်တရက်မျက်စိကြည့်ရတာမဟုတ်ဝါလာတယ်။နှစ်ပတ်အကြာမှာသူ့ရဲ့ကောင်းနေတဲ့ဘဲဖဲမြင့်လုံးဟာလည်းမြစ်ကြောလွာဒုက္ခပေးပြီးလုံးဝကွယ်သွားပြန်တယ်။ဆရာဝော်တွေကသူ့မျက်စိကိုနှစ်ကြိမ်ခွဲစိတ်ကူတာပေးပြီးမှသူ့မျက်စိပြန်မကောင်းလာတော့ဘူး။မက်တရားမျက်စိနှစ်ဖက်စလုံးမမြင်နဲ့မိမမြင်တရားဖြစ်သွားပြီမက်တရားဘယ်လိုခံစားရမလဲ သူ့ဘဝဟာနေချင်းညချင်းအဆိုးဖြစ်သွားတာမို့ရုတ်တရက်တော့စိတ်ဓာတ်အကြီးကျယ်ကြပြီးခံစားသွားရတယ်။သူ့ရဲ့အနာဂတ်အိမ်မက်ကဘာကြီးပြိုလဲသွားပြီးသူ့ရဲ့ဘဝရှိရေးအလုံးအကန့်အိမ်ထောင်ပြုဖို့အစီအစဉ်စိတ်ကူးတွေလေထဲမှာပျောက်ွယ်သွားပြီးမြင့်မြင့်တရားအနေနဲ့တက္ကသိုလ်ဆက်တက်ဖို့မဖြစ်နိုင်လို့တက္ကသိုလ်ကနှုတ်ထွက်ပြီးသူ့အမေအိမ်ကိုပြောင်းနေလိုက်တယ်။သူ့အမေနဲ့အဖေဟာကြွားရှင်းထားကြတယ်။မက်ကအဲ့ဒီအချိန်ကအကြောင်းလေးကိုခုလိုပြောပြခဲ့တယ်။ ရုပ်တရက်မျိုးလုံးတစ်ဖက်စလုံးမမြင်ရတော့ကျွန်တော်ဘလောက်စိတ်ဆင်းရဲသလဲဆိုရင်ညမအိတ်ခင်ဖျားဆူတောင်းနေအခုဖြစ်နေတာတကယ်ဖြစ်နေတာမဟုတ်ပါစေနဲ့အိမ်မက်တစ်ခုပဲဖြစ်ပါစေမနဲ့မိုးလင်းလို့အဲ့ရကနိုးလာတော့လေတကယ်ဖြစ်နေတာပါလို့တိရပြန်တော့ဝန်းနေပြီးငိုချင်လာမိတယ်ဗျာတဲ့ ဒါပေမဲ့ Mac ဟာအောက်ကစားသမားတယောက်ဖြစ်တာကြောင့်စိတ်ဓာတ်ကျခိုင်နေသူ့ဘဝကိုသူများပေါ်မမီခိုးခြင်းလို့သူ့ဘဝကို သူ့ဘာသာတည်ဆောက်ဖို့စတင်ကြိုးပမ်းနေပထမသူ့ခွေးလေးလယ်ရီရဲ့လယ်ဘင်းမှာခြိထားတဲ့ကြိုးလေးကိုကင်ပြီးသူ့သွားခြင်းတဲ့နေရာကိုသွားတယ်လာတယ်နောက်ပြီးတော့သူ့အလုပ်လုပ်ချင်လို့အလုပ်ခေါ်တဲ့အင်တာဗျူးတွေကိုလိုက်ဖြေတယ်ကုမ္ပဏီတွေကမြင့်မမြင်ဖြစ်နေတဲ့ Mac ကိုအလုပ်မခတ်ကြပါဘူး နောက်ဆုံးမှာသူ့တက္ကသိုလ်တက်တုံးကတငယ်ချင်းတယောက်ရဲ့အဖေကသူ့ကိုတနာပြီးသူ့ကုမ္ပဏီမှာအလုပ်ခတ်ပေးလိုက်တယ်။လုံရတဲ့အလုပ်ကဝါထန်းတွေကိုဖျော်ဖြေရေးပွဲမှာအစီအစဉ်လုပ်ပေးရတာပါ။တဲ့ကြတော့ math ဟာသူ့ဘဝကိုဒီလိုဘဝမျိုးနဲ့ပဲမကုံဆုံးသွားစေချင်ဘူး။ဒါကြောင့်လေလောပြိုင်ပွဲမှာဝင်ပြိုင်ဖို့တယောက်စီးနေတော်လေးဖြစ်တဲ့၎င်းနှစ်ခုနှစ်မှာကျင်းပတဲ့ကနတဟာယအားကစားပွဲတော် Commonwealth Games လေလောပြိုင်ပွဲမှာဒုတိယငွေကြေးစိတ်တစ်ခုနဲ့တတိယကြေးစိတ်တစ်ခုရလိုက်တယ်။ ညီမငယ်တယောက်အနေနဲ့ဒီလိုကြီးကျယ်တဲ့အားကစားပြိုင်ပွဲကြီးမှာစုစုစဲရလိုက်တာ Mac အတွက်ဂုဏ်ယူစရာပါဒါပေမဲ့သူဟာဒီလောက်နဲ့ပဲမကျေနပ်သေးပါဘူးဒီထက်ကြီးကျယ်တာတွေထပ်လုပ်ချင်သေးတယ်ဒါကြောင့် Mac ဟာလီလိုရာရန်နာလိုက်ပြီးအခြားအားကစားဖက်ကူပြောင်းလိုက်တယ်2003ခုနှစ်တရုတ်ပြည်ကနေပူရှိအင်မတန်ပြင်းတဲ့အချိန်မှာကျင်းပတဲ့ဂိုဘီတဲကန်နာရာမာရသောပြိုင်ပွဲတွေမှာရှင်ပြိုင်တယ် ခုနှစ်ရက်ကြာကျင်းပတဲ့မာရသွန်ပြိုင်ပွဲ6မြို့မှာမက်ဆီမြင်တဲ့အဖို့တယောက်ရဲ့ပခုံးကိုကင်ပြီးဝေပြန်ခဲ့တယ်။2004ခုနှစ်ကြပြန်တော့မြေမြမြန်တွေအတွက်ကျင်းပပေးတဲ့မြောက်ဝင်ရိုးသောမာရသောပြိုင်ပွဲတွေမှာဝင်ပြိုင်ပြန်တယ်။နောက်တစ်ခါအဲ့ဒီ2004ခုနှစ်မှာကျင်းပတဲ့ရေစီးအယန်းတန်တဲ့မြေထဲမှာတယောက်စီးလီနော်ပြိုင်ပွဲမှာဝင်ပြိုင်တယ်။ ်၂၆ခုနှစ်မှာနယူးဇီလန်နိုင်ငံရဲ့ကြောတခုကနေနောက်ကြောတခုစီသွားရတဲ့တယောက်စီးလီလော်ပြိုင်ပွဲဝေပြိုင်ခဲ့ပြန်တယ်။အဲ့ဒီပြိုင်ပွဲမှာတန်မနီရူတာအိုင်ရွန်မန်ဆူရခဲ့ပါတယ်။မရှိမမြင်တဲ့အာဂဒါသမားဆိုပြီးမက်ခီယာဂျပုန်တွေသတင်းစာတွေမှာဖော်ပြကြတော့မက်ကသူ့နာမည်ကြီးတာသူ့ရဲ့ဆွမ်းဆောင်မှုကြောင့်မဟုတ်ပဲမရှိမမြင်တာကြောင့်လို့မြင်လာတယ်။ဒါကြောင့်မက်ဟာသူ့ရဲ့ကြီးမားတဲ့ဆွမ်းဆောင်မှုကိုပြသဖို့စိတ်ခွန်မှုကြီးတစ်ခုမှပါဝင်ရင်ဆိုင် ရှင်းပြန်ဖို့ဆုံးဖြတ်လိုက်တယ်။ အဲ့ဒါကတော့အေးခဲလာတဲ့တာဝန်ယူသောပေါ်တက်ရမယ်ပြိုင်ပွဲဖြစ်ပါတယ်။တသိန်းမှာ၃ရောက်ပါဝင်တဲ့နိုင်ငံပေါင်းစုံကအသင်းဆက်တဲ့ပြိုင်တဲ့ပွဲပါ။ပြိုင်ပွဲမှာမက်နဲ့သူ့အဖော်နေရောက်ဟာနင်းတွေဖုံးလွှမ်းနေတဲ့မိုင်ပေါင်း480ရှိတဲ့ရေခဲပြင်ကြီးကိုကီလို64တဲ့ပစ္စည်းတွေရှော်လဲနဲ့ဆွဲပြီးသွားရတဲ့သူတို့ဟာတနေ့ကိုအနည်းဆုံး12နာရီကြာနဲ့43ရက်တိုင်တိုင်းတာဝန်ယူသောထိရောက်အောင်သွားကြရတယ်။ ရာသီဥတုကလည်းလေကျန်းတွေတိုက်ပြီးအပူချိန်ကလည်းရေခဲမှန်းအောင်အနုပ်50ဒီဂရီထိကျနေတယ်။သူတို့ခြေလက်တွေပူးရောင်ကြိုက်ခဲကုန်ကြတယ်။နားနယ်လက်ချောင်းလေးတွေမှာ frostbite ဖြစ်ကုန်လို့ထုံကျင်ပြီးအထီးတွေမခံစားရတော့ဘူးနောက်ဆုံးတော့အသင်းဆက်သင်းမှာ6သင်းပဲတောင်ဝင်ရိုးစောကိုရောက်သွားကြတယ် macdo ရဲ့အသင်းကပြစ်မှတ်ပဲရပါတယ်ဒါပေမဲ့သူတို့မြောက်အိုင်ယာလန်ကိုပြန်လာကြတော့အိုင်ယာလန်နိုင်ငံသားတွေကသူတို့ကိုသူရဲကောင်းတွေအဖြစ်တောင်းတပြပြကြိုဆိုခဲ့ကြတယ်အဲ့ဒီပြိုင်ပွဲအပြီးမှာ Mac ဟာ Josh ဆိုတဲ့အမျိုးသမီးလေးနဲ့ချစ်ကြိုက်သွားခဲ့တယ်။ Mac အတွက် သူလှုပ်ချင်ခဲ့တဲ့ကြီးမားတဲ့ဆွမ်းဆောင်မှုကြီးလည်းလှုပ်ပြီးသွားတယ်လို့ချစ်သူရီစာလည်းရပြီမို့သူ့ဘဝဟာပြည့်စုံသွားပြီလို့ပြောလို့ရပါတယ်။ဒါပေမဲ့ကန်ဂျမာဆိုးရဲ့ထိုးနှင်းမှုတစ်ခုထပ်မံကြုံလိုက်ရပြန်ပါပြီ။2020ခုနှစ်ဇူလိုင်လမက်ခါသူ့ချစ်သူဂျော့ခ်နဲ့လက်ထပ်ဖို့လေးဘက်အလူမှာသူ့အိမ်ဒုတိယထပ်မှာလမ်းလျှောက်နေရင်းပြင်းပေါက်ကနေချော်ကျသွားပြီး25ပြည့်မြင့်တဲ့အမြင့်ကနေမြေပြင်ကိုထိုးကျသွားတယ်။ ခေါင်းခေါ်ကွဲအဲ့သွားပြီးခါဆက်ယိုတုံးနေရမှာကျိုးသွားတယ်ခါဆက်ယိုထိခိုက်သွားလို့လမ်းလျှောက်မရတော့ဘူးစေဝါကူတော်မှုတွေခွဲစိတ်မှုတွေလုပ်ဝင်မဲ့လဲသူ့အောက်ပိုင်းထေသွားပြီးလမ်းလုံးဝမလျှောက်နိုင်တော့ပါဘူးကဲ ်မဲကတရာဒီတစ်ခါလုံးဝစိတ်ဓာတ်ကျသွားပြီလားငါလားကုသကံဆိုရဲလို့ဒီလောကမှာမရှိတော့ဘူးဆိုပြီးထိုင်ကုန်နေမှာလားမဲကရဲ့ဘဝအပြည့်တမှာငိုကြွေးခြင်းအရှုံးပေးလျှောက်ခြင်းဆိုတဲ့စကားလုံးတွေမရှိပါဘူးသူဟာသူ့ဘဝဖြစ်စဉ်အကြောင်းကိုလမ်းမလျှောက်နိုင်တော့လက်တော်လင်းနဲ့သွားလာရင် marketing is happiness ဆိုတဲ့စာအုပ်တအုပ်ရေးတယ်ရောက်ကောင်းတဲ့စာအုပ်တအုပ်ဖြစ်ခဲ့တယ်ကမ္ဘာအနှံ့အလက်လယ်ပြည်လူတွေကိုစိတ်ဓာတ်မြင့်တင်ရေးဟောပြောပွဲတွေလုပ်ရင်ဝင်ငွေကောင်းလာခဲ့တယ်ကိုပိုင်းကုမ္ပဏီတစ်ခုအထောင်ပြီးစီးပွားရေးလုပ်တယ်လို့ချေ င်းနဲ့မတန်မဆွမ်းသူတွေကိုကူညီနေတဲ့လူမှုရေးလုပ်ငန်းတွေလည်းဆောင်ရွက်ပေးနေပါတယ်။သူတပ်ပေါ်ကပြုတ်ကြပြီးအောက်ပိုင်းတေသွားတုန်းကသူ့ကိုကြီးကြီးနားနားပြုစုပေးခဲ့တဲ့သူ့ရည်စားကြောနဲ့ပဲလက်ထပ်ခဲ့ပါတယ်။သူ့ကြောင်းတဝက်တစ်ဖြစ်ပဲတက်ခဲ့ရတဲ့ဒက်ဗလင်မျိုးကထွန်းလင်းလင်းကောလိပ်ကသူ့ကိုဂေါထူးဆောင်ဖွဲ့ပေးခဲ့သလိုဘဲလ်ဖတ်မျိုးက Queen University ကလည်းသူ့ကို ဂုံတူးဆောင်ပါရဂိုပွဲအနှင်းခဲ့ပါတယ်။နိုင်ငံတကာကလည်းသူ့ကိုဂုံတူးဆောင်ပွဲတွေချီးမြှင့်ခဲ့ပါတယ်။အခုလိုဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးသွားတဲ့တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးအထူးတင်ပါတယ်ရှင်။